အဲကျွန်တော်တို့ကတော့အဓိကတော့ကျွန်တော်ရဲ့ဆိုင်နေရဲ့ concept ကအများနဲ့အပွင့်ပုံစံပဲလုပ်ထားတယ်။အဲ့ဒါကလည်းအဓိကလူတိုင်းလူသားစားမျိုးကြီးကျွန်တော်တို့ထိုင်နိုင်အောင်ကျွန်တော်တို့ဘက်ကစီစဉ်ထားတာပေါ့နော်။အာဖြစ်ပေါ်နေတဲ့လက်ရှိကုန်စည်နှုန်းတွေနဲ့ကျွန်တော်တို့အတွက်ချက်ပြီးတော့မှအကောင်းဆုံးဖြစ်မဲ့ဈေးလေးတွေနဲ့ကျွန်တော်တို့အတွက်လည်းအဆင်ပြေမဲ့ဈေးလေးတွေနဲ့ကျွန်တော်တို့ကရောင်းချပေးနေတာဖြစ်ပါတယ်။အဲဒါထပ်ပြီးတော့နောက်တစ်ဆိုင်ဖွင့်တာပေါ့နော်။ကျွန်တော်တို့ပထမကတော့ အလိုခဲ့တနည်းခွဲလောက်ကပလဲကွန်လုံးမှာကာကာဆိုင်ဆိုပြီးတော့ကျွန်တော်ဆက်လုပ်ခဲ့ပါတယ်အဒါလေးကတော့ဒုတိယမြောက်အခြေလမ်းပေါ့နော်အကာကာဆိုင်ဆိုပြီးတော့ကျွန်တော်ဒီပြည်လဲနဲ့နန္ဒတော်လန်ထောက်မှာအဒိုင်မွန်ကွန်လုံးမှာကာကာဆိုင်ဆိုပြီးတော့လာဖွင့်ပေးရပါဗျာဟုတ်တယ်ဗျာကျွန်တော်တို့ရဲ့ concept လို့ဖြစ်သွားတာပေါ့နော်ကျွန်တော်တို့ကလည်းကျွန်တော်ကိုယ်လည်းရေတော့ copy ထဲမှာကျင်လည်ခဲ့တော့ဒီလိုမျိုး company staff တွေလည်းစားလို့ရမယ်ကျွန်တော်တို့ကျွန်တဲ့လူသားစားမျိုးစားသုံးလို့ရမယ်နေရာလေးကိုကျွန်တော်တို့ကလိုက်ရှာပြီးတော့ဖွင့်ပေးရပါတယ် အဲကျွန်တော်တို့ကတော့စပြီးတော့အာကကာဆိုင်ဆိုပြီးလုပ်ခရရပါတော့အဲကျွန်တော်ကကျွန်တော်လုပ်ချင်တဲ့ကျွန်တော်သွားချင်တဲ့ concept အတိုင်းပဲကျွန်တော်လုပ်တာအာကျွန်တော် research ယူထားတာလည်းမရှိဘူးအာ base ဟိုမှလိုက်ပြီးတော့ကျွန်တော်တူပပြီးလုပ်တာလည်းမရှိဘူးပေါ့နော်အာကျွန်တော်ရဲ့ခေါင်းထဲမှာရှိတယ်အာကျွန်တော်ရဲ့ imagination လေးတစ်ခုရှိရပါဘူးအဲ့ဒါကဘာလဲဆိုတော့ ျွန်တော်ငယ်ငယ်တုန်းကကျွန်တော်ထိုင်ခဲ့တဲ့လက်ဖက်ဆိုင် vibe အရသာကိုဘယ်လိုပြန်ရမလဲလို့ကျွန်တော်စဉ်းစားပြီးတော့မှအာကျွန်တော်ဒီလို site လေးပြင်မယ်ဆိုပြီးတော့လုပ်ဖြစ်တာပါအဲ့တော့အဓိကကတော့လက်ဖက်ရည်ကိုကောက်ကောင်းလေးတောက်ဆင်ကျင်တာပါနောက်ပြီးတော့လက်ဖက်ရည်တောက်ပြီးတော့မှကျွန်တော်တို့အဲ့လိုစေးဘောလေးလေးတောက်မယ်တခြင်းလေးသားထောင်မယ်အေးအေးလူလူနဲ့လက်ဖက်ဆိုင် ကောင်းကောင်းထိုင်လို့ရမယ့်နေရာလေးကိုဖန်တီးပြတာပါဟုတ်ကျွန်တော်တို့ဒီအတွက်တော့ဟိုဟာထက်မတွက်ပါဘူးထက်မတွက်ပါဒါတော့ကျွန်တော်တို့ဟို service အနေနဲ့ပေါ့နော်ကျွန်တော်တို့ service အနေနဲ့ကျွန်တော်တို့အာလုပ်ပေးတာပါအဓိကတော့အာလက်ဖေးဆိုင်ဒီဇိုင်ပေါ့ကျွန်တော်လိုချင်တဲ့လက်ဖေးဆိုင်ဒီဇိုင်မှာပါဝင်ရမယ့်အင်္ဂါရက်တွေအတိုင်းပေါ့နော်ဒါပေမဲ့လည်းကျွန်တော်တို့လည်းအခုမှစူးစမ်းနေတော့မှာအာဝန်ထမ်းတွေနဲ့ပတ်သက်ပြီးလည်းကျွန်တော်အဆင်ပြေရည်လည်းရှိနိုင်ပါတယ်ဒါပေမဲ့ကျွန်တော်အကောင်းဆုံးစူးစမ်းပြီးတော့ ကက်ဆမာစခွဲလာပြီဆိုတာနဲ့ကျွန်တော်တို့ကရေလိုအိုးလေးပြေးချပေးဖို့အဲအဲ့ဒါတော့ကျွန်တော်တို့ရဲ့အဓိက main SOP နဲ့ကျွန်တော်လုပ်ထားတာပေါ့နော်အဲအဲ့ဒီ file လေးတွေတော့ကျွန်တော်လုပ်နေပါတယ်ကျွန်တော်တို့ကတော့အဓိကတော့ကျွန်တော်ရဲ့ site တွေရဲ့ concept ကအများနဲ့အပွင့်ပုံစံပဲလုပ်ထားတယ်အဲ့ဒါကလည်းအဓိကလူတိုင်းလူသားစားမျိုးကျွန်တော်တို့ထိုက်နိုင်အောင်ကျွန်တော်တို့ဘက်ကစီစဉ်ထားတာပေါ့နော်အာဖြစ်ပေါ်နေတဲ့လက်ရှိကုန်စည်နှုန်းတွေနဲ့ကျွန်တော်တို့အတွက်ချက်ပြီးတော့မှအကောင်းဆုံးဖြစ်မဲ့ဈေးလေးတွေနဲ့ကျွန်တော်တို့အတွက်လည်းအဆင်ပြေမဲ့ဈေးလေးတွေနဲ့ကျွန်တော်တို့ကရောင်းချပေးနေတာဖြစ်ပါတယ်အဲကာကာဆိုင်ဆိုပြီးတော့ရွေးချယ်ရတော့ကျွန်တော်ငယ်ငယ်ကကျွန်တော်ကဝတ္ထုပြန်ဖတ်တယ် ဝတ္ထုဖတ်တဲ့အခါကျတော့အဲ supplement နဲ့မအောင်လို့အဲ့လိုဝတ္ထုတွေမှဆိုရင်တို့ကလက်ဖက်တောက်ချိန်ဆိုရင်ကာကာဆိုင်သွားမယ်ပေါ့နော်အဲ့လိုလေးပြောတဲ့သဘောလေးကိုကျွန်တော်ကအဲသဘောကျတော့ inspiration ယူလိုက်တာပါ inspiration ယူရဲပြီးတော့ကာကာဆိုင်ဆိုတာကလည်းအဓိကတော့အိန္ဒိယဥလေးကြီးတွေကနေပြီးတော့တို့ကာကာကတော့အိန္ဒိယလို့ဆိုတော့ angle ပေါ့နော်ဥလေးကြီးတွေဖွင့်တဲ့ဆိုင်ပေါ့အဲအဲ့လိုဟာလေးကိုလည်းကျွန်တော်ကသဘောကျတာလည်းပါတယ်ပေါ့နော်အဲ့ဒါနဲ့ဒီမှာလဲရှာကြည့်လိုက်တော့အာမြန်မာမှာလည်းကာကာဆိုင်ဆွဲနာမည်နဲ့ဖွင့်တာမရှိသေးဘူးဆိုတော့ကျွန်တော် register လုပ်ပြီးတော့မှဒီနာမည်လေးကိုယူခဲ့တာပါကျွန်တော်ဒီနှစ်ထဲမှာလည်းကျွန်တော်နောက်ထပ်ကာကာ ဆိုင်တွေပေါ်လာအောင်ပါပါအာကျွန်တော်တို့ဒီရေရှည်ပလန်လေးနဲ့ကျွန်တော်သွားနေတာဆိုတော့ဒါလည်း business တစ်ခုအနေနဲ့ကျွန်တော်လုပ်နေပြီဆိုတော့အာပို့ပြီးတော့ကျွန်တော်နဲ့ concept တူတဲ့နေရာလေးတွေတွေ့ရင်ကျွန်တော်ထပ်ပြီးတော့ဖွင့်ပြသွားအောင်ပါဝမ်းသာပါတယ်အခုဆိုအများကြီးပဲနှစ်ဖက်ဆိုင်နေဆိုလည်းအများကြီးပဲတကယ်ဆက်နေရှိတဲ့ဆိုင်နေလည်းအများကြီးပဲကျွန်တော်တို့ကကောင်းတဲ့ဆိုင်နေလည်းအများကြီးပဲပေါ့နော်အဲ့ဒီနေရာမှာမှကျွန်တော်တို့ကတရက်တရေရာနေပြီးတော့ကိုထိုင်ခြင်းနဲ့ကျွန်တော်တို့နဲ့ရင်ပတ်ချင်းတူတဲ့လူတွေထိုင်လို့ရမယ့်နေရာလေးကိုအာဖန်တီးခွင့်ရရတဲ့အတွက်လည်းဝမ်းသာပါတယ်